။လျောင်းတော်မူတဲ့ဘုရားထဲကိုဝင်ရောဝင်ကြီးဘယ်လောက်ပေးရလဲလို့မေးထားတဲ့သူတွေကဒီဝင်ကြီးကတော့ဘတ်300ပေးရပါတယ်။တစ်ခါတလေဆိုတော့ဝင်ခွင့် fee ပေးပါတယ်ပေါ့နော်။ဝတ်ပိုကဒီမြတ်ဘုရားတို့ဆယ်ဘတ်တန်ဘုရားတို့နဲ့ဆိုရင်တော့နည်းနည်းလေးပါရှိပါတယ်။ဖေးစေးရရှိမှာပဲရှိပါတယ်။တစ်ခါမှလာမပူရသေးတဲ့သူတွေဆိုရင်တော့တစ်ခါတော့လာပူကြပါအရန်တက်ပေပါတယ်ကျွန်တော်လာမေးတဲ့သူတွေကမြတ်ဖျားဝင်ခွင့် fee ပဲနေပေးလဲဆက်ဘက်တက်ဖျားတို့ဝတ်ပို့တို့ဝင်ကြီးဘလောက်ပေးရလဲပေါ့နော် အဲ့ဒါလည်းမျိုးလာမေးကြတာများတယ်ကိုယ်ဆိုင်တမှာလာပူးကျင်တဲ့စိတ်ရှိရင်လည်းလာပူးကြပါဝင်ကြီးကတော့ကုတူလောက်တဲ့တဘောပါပဲဖရားတွေမှာပြန်ပြုတ်ပြင်တဲ့အခါကျရင်လည်းဒီပက်ဆန်တွေကိုပြန်ပြီးတော့အသုံးပြုပါတယ်ကိုလည်းကုတူရပါတယ်ပေါ့နော်ကိုကနေတော့ဖီးဝင်တဲ့နေ့ကိုစောင့်မစင်တော့ဟိုတန်းစီရတယ်လူလည်းအရန်များတယ်ချိန်လည်းရန်ကုန်ပါတယ်ကိုပူးကျင်တဲ့စိတ်ရှိရင်တော့ရိုးရိုးပုံမှန်နေ့ဒီမှာလာပူးပူးကြံပေးပါတယ်။ကျောင်းဝင်းတက်မှာဒီလျှောက်တော်မူတဲ့ဖခင်မဆိုင်ရန်လက်တက်ပေတယ်။ပြီးရင်လာနိုင်ငံခြားကြီးသွားတွေလာနေတာများတယ်။ ဒီဝိန်းထဲမှာဆိုရင်အဓိကတော့ဒီចောင်းဆောင်ပဲပေါ့နော်။လျှောက်တော့မူတဲ့ဖရားကိုပဲအဓိကလာပူကြတယ်။ဘေးထဲမှာဆိုရင်တော့ဒီចောင်းစီဒီတွေစီဒီចောင်းဆောင်လေးတွေရှိတယ်။ပြီးရင်ဖရားចောင်းဆောင်လေးတွေလည်းရှိရှိပါတယ်ဒီရဲ့ចောင်းဝင်တက်ဝိုက်မှာပေါ့နော်။ပြီးရင်ဒီမှာရေတခွန်အတုလေးတွေလည်းရှိတယ်။ထဲမှာကြတော့ចောင်းဝင်ရဲ့ထဲမှာကြတော့အရန်အီချမ်းတယ်ပြီးရင် အေးစေးနားယူလို့ရတဲ့နေရာတွေနဲ့ထိုင်ကုန်တွေလည်းအများကြီးလှုပ်ထားပေးတယ်။တခြားနိုင်ငံကောင်းဆောင်တွေနဲ့ဒီမှာကြောက်ထိုင်ဘုံကြီးတွေရဲ့အပတ်တရားတပ်ပုံတွေလည်းရှိပါတယ်။အဲ့လိုမျိုးတွေရှိပါတယ်ဗျာ။ထဲမှာတော့အများကြီးတော့မကျေပါဘူး။တကယ်လို့ကိုကနေရလာဖူးကျင်နေဆိုရင်မြတ်ဖျားပဲဖြစ်ဖြစ်ဝတ်ပူပဲဖြစ်ပေါ့နော်။တခြားဖျားတွေမှာလည်းကိုဖူးကျင်နေဆိုင်ရှင်ဖူးကျင်နေဆိုင်ရှင်ဒီမှာလာဖူးပါ။မသိတာတွေရှင်လဲကျွန်တော်ရဲ့ comment အမှာမေးထားလို့ရတယ်။ဗီဒီယိုတွေကတော့လောက်ပါပဲ။နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်။ Bye bye.